ိုတာရပါတယ်အေးစီကစားလို့ရပါတယ်ဘယ်လိုလဲတော့အေးစီပါကစားရလို့အာဟောမဖြစ်လို့စိတ်ကောက်တာတွေပါဒီစက်ဆောက်လည်းမဆောက်ဘူးစားခြင်းဖြစ်နေပါတယ်ခဲ့ရတယ်ဒါနဲ့ management side တွေပါလေစိတ်ဝင်စားအောင်ငါဘောလုံးသွင်းတဲ့ပတ်သက်တဲ့ငါလုပ်ရမယ်ငါချစ်တဲ့ပြည်သူကကျက်ရတော့တာကျက်ရတော့တာ ဒီကနေအဲချောက်ပြီး raw message တွေပေါက်တာရယ်တက်ကုန်တာတဲ့ကိုရှင်းတဲ့ပြောပြောရည်မောင်ဆောင်နေလဲဆရာဒီနေ့ဒီရာဒီပြတ်ပါတော့အတင်းရဲ့ပြင်ဆင်မှုလေးဆရာမိတ်ဆက်ပေးပါဦးဆရာဟုတ်ကဲ့အဲဆောကစားသမား14ရောက်လောက်အတိတ်ဝင်လာတော့ဆိုတော့ကျွန်တော်မနစ်ကသွားနေတဲ့အဲပုံစံနဲ့တော့ ကျွန်တော်ဒါ first friendly match ပေါ့နော်ဆိုတော့လုတ်တဲ့အချိန်အဲတချံပြီးသွားရပြန်ဆလိုက်တဲ့အချိန်မှာ၁၀ရက်လောက်တော့လောက်ပဲရှိသေးတာပေါ့ဆောင်းတော့အဲ့လောက်ပဲရှိတဲ့အချိန်မှာကျွန်တော်စစ်ဆန်တစ်ခုသွားတဲ့အချိန်မှာလည်းလည်းတော့အခက်အခဲရှိတယ်တချို့ကတခြားအသင်းဟောင်းတွေမှာဒီစစ်ဆန်နဲ့ကြုံခဲ့တာမဟုတ်တဲ့လည်းလည်းတော့အခက်အခဲရှိဟုတ်ကဲ့ကစားသမားလည်းထောက်ဝက်လောက်ပဲအသိဖြစ်ဟုတ်ကဲ့ပါဆရာဒုတိယအနေနဲ့ဆရာကဒီကီရင်းနီးပြရတယ်ပေါ့မလို့နည်းနည်းလေးကွဲထွက်နေရနီးပြလို့ကျွန်တော်တို့က မြင်မိတယ်ဗောနော်အပြင်ကလည်းမြင်ပြီးအဲ့ဒါနည်းနည်းစိတ်ဝင်စားဖို့ကျွန်တော်စိတ်ဝင်စားတာလေးကဘာလဲဆိုတော့ဒီဆရာအနေနဲ့ဒီကစားသမားကြီးအစ်စ်တွေကိုခေါ်ယူတဲ့နေရာမှာဟိုတတ်မှတ်ထားတဲ့စံချိန်စံညွှန်းနေမျိုးရှိလားဆရာရှိရဆိုရင်အဲ့ဒါလေးသိချင်ပါတယ်ဆရာဟုတ်ကဲ့အဲ quite trade ဆိုတာတော့ဒါအပြင် public အတုံးတက်ချက်ပါပဲကျွန်တော်ကတော့ဒီဘောလုံး event တွေကပဲလာတာပါပဲဒါပေမဲ့ကျွန်တော်ရဲ့အဲ type ကကျွန်တော်ကစားတယ်ကစားခဲ့တဲ့ player life တွေမှာကျွန်တော် oversee ထွက်သွားတာရှိတယ်ပြန်ရောက်လာတဲ့ coaching ပြန်ဝင်တယ်ဒါကတော့ကျွန်တော်ရဲ့အဲ channel essay ပိုင်းလေးပေါ့ဆိုတော့တချို့တွေတည်တဲ့လူတွေကျွန်တော်ဘောလုံး event တွေကတည်တယ်ဒါပေမဲ့ကျွန်တော် type အေးနေတဲ့တာရှိတယ်တိတ်ပြီးတော့ဟိုဘောလုံးကစားတဲ့ပုံစံမျိုးမှာမရှိဘူးအဲ့ဒါတော့ဒါတို့ရဲ့ quad trade ဆိုတော့တို့ရဲ့သုံးသပ်ချက်နောက်တစ်ခုကကစားသမားအစ်စ်တွေခေါ်ချင်မှာစံချိန်စံညွှန်းကတော့အထိုက်လျော့လို့ရှိတယ်ကျွန်တော်က detail အစနဲ့ကြည့်တာရှိတယ်ဆိုတော့တို့ရဲ့ individual ပေါ့ဆိုတော့ technique တွေ tactically ပြောတော့မဟုတ်ဘူး technique တွေအခြေခံကောင်းမှကျွန်တော် assistant တခုကိုတွားလို့ရတယ်ဒီဟာလေးမှာအဲ့ဒါလေးတော့ရှိတယ်နောက်တစ်ခုကလည်းဒီကစားသမားတွေတော်တော်များများကတချို့ဆိုရှင် academy ကျွန်တော် လုပ်ခဲ့တယ်2012ထဲကကစားသမားလေးပြန်ပါလာတာရှိတယ်ကျွန်တော်တပည့်လေးအဲတွဲခဲ့ပြီးရလူတွေပေါ့နော် club မှာတွဲခဲ့ပြီးရလူတွေရှိတယ်အဓိကတော့ကျွန်တော်ကဘောလုံးကိုအဲ individual မှာဘောလုံး keep position နဲ့ပဲကျွန်တော်ထိန်းချုပ်ပြီးမှကျွန်တော်တွားခြင်းတဲ့ဟာလေးရှိတယ်အဲ့တော့တချို့တွေအဲအဝင်လာလေးရှိတယ်တချို့အမဝင်လာလေးရှိပါတယ်ဟုတ်ကဲ့ အခုဆရာဒီအသင်းမှာခေါ်တာပေါ့နော် star player လေးတွေတချို့တွေ့ရဆရာ star player လေးတွေမှာသူတို့မှာရှိတဲ့ဒီ individual brilliance နဲ့ဆရာရဲ့ဒီအသင်းရဲ့အစည်းလုံးညီညွတ်မှုဆရာဘယ်လိုခင်းညီပြီးတော့တိစောက်ပါလဲဆရာဟုတ်ကဲ့အသင်းသသင်းတိစောက်တဲ့အချိန်မှာဖက်ဖက်ကပေါ့ ground မှာကြီးပဲလုံနေလို့မရအောင်အပြင်မှာလည်းအများကြီး effect တွေရရှိတယ်ဆိုတော့အဲဒီအဖွဲ့အစည်းတစ်ခုမှာအဲ positive သွားတဲ့လူရှိလို့ ဘေးကနေပြီးတော့ negative တွေသွားနေတဲ့လူတွေလည်းရှိတယ်ဒါကျွန်တော်တို့တော်လေး handle လုပ်ရတယ်ဒါမှမဟုတ်တချို့ကကျွန်တော်စကားပြောတဲ့မှာလည်းတချို့ဟာလေးမှာလေတန်လေတန်လေးနည်းနည်းမာတာလေးရှိမယ်သူတို့ပြောတဲ့ဟာလေးရှိမယ် professional sense တချို့ကြပြောမှရတော့ဘာလို့ဆိုကျွန်တော်ကအမြဲ soft ဖြစ်တဲ့လူဖြစ်တဲ့အတွက်တချို့ကြတော့ဘူးဒါပေမဲ့တခုတော့ရှိတယ် soft ဖြစ်တယ်ဆိုတော့ကျွန်တော် training session တို့ခုနကမှကျွန်တော်အရင် aggressive ဖြစ်တယ်ကျွန်တော်ကိုယ်နိုင်ကလည်းအဲအဲ့ဒီမှာပြင်ဆင်လာတဲ့အတွက်လိုချင်တဲ့ objective တက်ကြလို့မြေကျွန်တော်အရင် pressure ပေးတဲ့အချင်းရှိတယ်ဆိုတော့အဲ့ဒါလေးတော့ရှိတာပေါ့ဟုတ်ကဲ့ဆရာ ဒီအသေးနဲ့မှာပေါ့နော်ဒီဟိုနည်းနည်းစီကမိုင်းလေးနည်းနည်းလေးအားနည်းတဲ့ကစားသမားတွေရောဆရာဘယ်လိုမျိုးကင်ွယ်လေးစီဟုတ်ကဲ့အမနစ်ကတော်တော်များတယ်ပေါ့နော်ဆိုတော့ပြီးွားတဲ့ဟာတော့ကျွန်တော်မပြောချင်တော့ဘူးဒါပေမဲ့ဒီနှစ်မှာကျွန်တော် ပြက်ပြက်သားသားသူတို့သူတို့ attitude ပေါ့သူစီကံပိုင်းစိတ်တက်ပိုင်း team နဲ့အဲ combine ဖြစ်အောင်တော့အကုန်လုံး positive play ဖြစ်အောင်နေကိုယ့်အလုပ်ကို professional ပြီး professional ပြီးတော့သူတို့လုပ်မှအဆင်ပြေမယ်လို့ဆိုရင်အဲ ဒီအပိုင်းတွေမှာအားနည်းလာကျွန်တော်ခေါ် warning ပေးရမှာရှိတယ်သူတဲ့ ground မှာလုပ်တဲ့ improvement မဖြစ်လာဘူးဆိုလို့ရှိရင်ကျွန်တော်ခေါ်သတိပေးခေါ်စကားပြောရမှာလေးရှိတယ်ဆွေးနွေးရမှာရှိတယ်နောက်ဆုံးကတော့ဆိုတိတ်ဆိုးလာရင်တော့တစ်ဖက်သက်စာချုပ်ကို terminate လုပ်လိုက်တာပေါ့ဒါဒါပဲရှိပါတော့ဒါအခုဒီမေကောကလည်းဒီ MNL League နဲ့ပတ်သက်တော့နော်ဒီ MNL League ကအခုအုပ်စုဇယားကြီးလည်းထွက်လာပြီဆရာဒီအုပ်စုဇယားပေါ်ဆရာတို့ဒီအုပ်စုတွင်း ဒီအတင်းတွေပေါ့ဆရာတွေနဲ့ဘယ်လိုထင်နေမိပါလဲဆိုတော့အုပ်စုခွဲတဲ့အချိန်မှာကျွန်တော်ကန်ကောင်းတယ်လို့ပြောရမယ်ကန်ကောင်းတယ်လို့ပြောလို့တစ်ဖက်အတင်းတွေပေါ့မလေးစားတာမဟုတ်ကျွန်တော်တပွဲချင်း match plan ကိုကျွန်တော်သွားတယ်ကျွန်တော်တိုက်ပါမိနစ်60မှာဘယ်လောက်ဝင်ကျင်တယ်ဘယ်လောက်ဝင်ကျင်မှာ best substitute ကိုထည့်မယ်ဆိုတာအစပါဆိုတော့တေချာပြင်ဆင်ပြီးတော့ကျွန်တော်ချင်းကပ်မှာကျွန်တော်တိုက်ကက်က league cup မှာကျွန်တော် final အထိရောက်ရှင်တယ်ဟုတ်ဟုတ်ကဲ့ပါဆရာ ဒီဆရာကဒီဒဂွန်စတာကိုကင်ပယ်ခဲ့တဲ့ဒီတန်းတစ်ချက်ပါဘောနော်စပီရင်းကစားသမားတွေအထူးသဖြင့်ဆရာလူငယ်သားသမားတွေပို့ပြီးအသုံးပြတယ်ဘောနော်အခုဒီရာဒီမောဆရာဒီပီရင်းကစားသမားရင်းနေပဲ တော်ဖို့ရှိဆက်တော်ဖို့ရှိလားဒါမှမဟုတ်ပြပကစားသမားတွေရောခေါ်ယူတော်ဖို့ရှိပါလားဆရာဒီတကုံစားကျွန်တော်နှစ်နှစ်ရှိပါပြီပြီးခဲ့တဲ့နှစ်နှစ်ရောက်လာကစားသမား60နဲ့80ကျားလောက်ကျွန်တော်ခေါ်ခဲ့တယ်ဒါကလည်းနိပြတယောက်ကဒီကစားသမားကိုခေါ်နိုင်ခွင့်ခေါ်နိုင်တဲ့အရေးသွေးရှိလို့ဒါ head coach ကရတယ်ချို့တွေကခေါ်ဖို့အတွက်ခက်ခဲရှိတယ်နိပြရွေးရတဲ့ player ရှိတယ်ဆိုတော့ဒီဟာလေးမှာကျွန်တော်တို့တစ်ချက်ရှိတယ်ဒီ60နဲ့80ကျားလောက်ကိုကျွန်တော်ခေါ်လာချိန်မှာဒီအသင်းရဲ့ image ကအများကြီး improve ဖြစ်လာကျွန်တော်တို့နိပြတွေကလည်း official တွေရောအသင်းပိုင်ရှင်တွေက ာ support လုပ်လာတဲ့ပုံမှာအများကြီးရောပြောင်းလဲလာတယ်အတင်းကြီးစင်းရဲ့နေထားဖြစ်လာတယ်ဆိုတော့ဒီပုံမှာလဲကျွန်တော်ကလူငယ်တွေအဲကိုပို့ပြီးတော့ improvement ဖြစ်ချင်တယ်နောက်တစ်ခုကလက်ရှိရှိနေတဲ့အနေထားကိုအားမရအောင်လားအားရတယ်တဖြည်းနဲ့ training မိလာတဲ့ပြိုင်ပွဲသွားရင်သွားရင်လည်းအဲပရီဖောင်ကပို့ပြီးတော့မြင်လာလိမ့်မယ်ပို့ပြီး combine ဖြစ်လာလိမ့်မယ်ကျွန်တော်ယုံကြည်တယ်တော့ဘာလို့ဆိုအားလုံး scale ကောင်းတဲ့ကောင်လေးရှိတယ်ဆိုတော့ foreigner player ခေါ်မခေါ်ကတော့ကျွန်တော်အသိပိုင်ရှင်နဲ့ကျွန်တော်စကားပြောဘူးတယ် စကားပြောကြည့်ဘူးလေပြောတယ်ဗောနော်ဆိုတော့ကျွန်တော်ဒီလက်ရှိအစုအဖွဲ့မှာကျွန်တော်အ ਨੇ ဆုံး foreigner ၂ယောက်လောက်၃ယောက်လောက်ဖြစ်ရင်ကျွန်တော်1 2သိန်းကိုကျွန်တော်ကောင်းကောင်း challenge လုပ်လို့ရတယ်ကျွန်တော်ကောင်းကောင်းတူတင်ကိုရှင်းကစားလို့ရတယ်ဟုတ်ဟုတ်ကဲ့ဆရာ ဆိုတော့မဆုံးနေတာမလားဒီဆရာဒီဒဂွန်စတာအတင်းကိုအပေးနေတဲ့ပြိတ္တတွေဆီရတယ်သူတို့ကတော့ဆရာဘာများဟုတ်ကဲ့အပေးတာလဲကျွန်တော်တွေ့ပါတယ်ကျွန်တော်အတင်းပြိတ္တတွေလာအပေးတယ်ဆိုတော့သူတို့ပျော်ရွှင်စေခြင်းနဲ့ဗျာနောက်တစ်ခုကသူတို့လည်းအချိန်ကုန်ခံပြီးလာပေးရတယ်သူတို့တန်ဖိုးရှိတဲ့အချိန်တွေကျွန်တော်တို့လည်း queen ထဲမှာတကယ်အလုံးလုံးနေတဲ့ဟာလေးတွေကဒီ queen free ထဲမှာပြန်တည်လာပြီးကောင်းတဲ့ reserve ကအားလုံးပျော်စေခြင်းနဲ့ဒါကတော့ဘောလုံးကအကုန်လုံးပျော်ရွှင်မှုပေးတာပေါ့အဲ့တော့ကြိုးစားနေပါတယ်အပေးကိုလည်းတိုက်တွန်းလိုပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျေးဇူးပါဟုတ်ကဲ့